အကြီးကဲတမရလာပြီးတော့ trash ရတော့ဆက်ပန်နာတဲ့တကယ်ကြည့်တော့အသွင်းရမှုအစားစီတိပေးရှာတော့၃ရောက်ရွေးမှာပါနော်အဲ့ဒါကနီလန်ဘနကူရှိမလဲလို့မေးတာအဲ့တော့ဆရာတိရမှာဒီတမရဟောပြီးတော့ဩဂရရတာပဲဩဂရဩဂရဒီဘနိုင်မှုတင်းမှုဆိုတာအစီအစဉ်ရေးကြီးတယ်လေတဘောကသူကပရမအစီအစဉ်ကနေရှိအောင်ပေါ့အစီအစဉ်ရေးကြီးတာမို့လို့ဒါဘာနဲ့ပဲတွေ့ရမလဲဆိုတော့ ပါမီတေးရှင်းနဲ့ပဲတွေ့မှာနောက်ပါမှဆရာရောလာလိုက်မယ်ကွန်ဘိုင်နေးရှင်းနဲ့တွေ့မလားပါမီတေးရှင်းနဲ့တွေ့မလားကွာစဉ်းစားရတယ်ကြုံလာလိုက်မယ်အဲ့တော့ကွာကြည့်ပေါ့ကိုတွေ့မဲ့ပုံစံကအစီအစဉ်လိုအပ်လားမလိုအပ်လားကိုကြည့်အစီအစဉ်လိုအပ်ပြီဆိုရင်ဒါပါမီတေးရှင်းနဲ့တွေ့မယ်အစီအစဉ်ကအရေးမကြီးဘူးစီချင်းသလိုစီလျားရဆိုရင်တော့ကွန်ဘိုင်နေးရှင်းနဲ့တွေ့ရလိမ့်မယ်ဒီမှာကတော့ရွေးချယ်ပြီးတော့စီမှာဖြစ်တဲ့အတွက်ကြောင့်ပါမီတေးရှင်းကတွေ့မယ်အဲ့တော့ဘယ်နှယောက်ကနေဘယ်နှယောက်ယူမှာလဲ15ယောက်ကနေ3ယောက်ဆရာတို့ယူမှာအဲ့ကြောင့်မို့ဆရာတို့က 55ရောက်ကနေ3ရောက်ကိုဂျူးရောက်ဆိုတော့ဘာကိုရှားလိုက်ရပြီ 50p3 ကိုတွက်လိုက်ရပြီအဲ့တော့ဘယ်လိုရမလဲဆိုတော့ 50p3 ဆိုတော့ဘယ်ကစမြောက်မလဲ55ကစမြောက်မလဲဆရာကြံနေတာနော်အဲ့တော့55ကစမြောက်တိကျောက်ပြီးဘယ်နှလုံးမြောက်လိုက်ရပြီ3လုံးမြောက်လိုက်ရပြီဒါဆိုသူလိုချင်တဲ့နံပါတ်တော့ဝေးရအောင်နော်အဲ့တော့အဲ့တော့နားတော့ကြားတော့ဆရာတို့ဗာပေးတာကြီးလိုက်ပါ စာလုံးပန်းဆယ်ဆိုတဲ့စာလုံးကိုဘာလို့မှာလဲ array မြင်သားမယ်စီမယ်နော် without repetition ဆိုတော့ repeating ပြန်ထပ်လို့ရလားမရအောင်နော်အဲ့တော့ဒီစာလုံးစီရင်ရောဒါအစီအစဉ်ရေးကြီးလားမကြီးလားကြီးတယ်လေသူအစီအစဉ်မတွေ့ရင်ဒါအသေးပဲတွေ့ရတဲ့ပုံစံလည်းမတူတော့ဘူးဒါတော့ရှင်းတယ်ဒီစာလုံးဘယ်နှလုံးလဲ6လုံး6လုံးစီမယ်ဆိုတော့6လုံးကနေဘယ်နှလုံးယူပြီးစီမှာဘာမှမပြောတော့ဆိုတော့ဘယ်နှလုံးတော့ပြန်ယူမှာလဲ 6လုံးလုံးပြန်ယူပြီးစီမယ်ဆိုတော့ဘာအောင်ရှာပြရမှာလဲ10 p 7ဒါဆိုတော့10 p 6ဆိုတာဘာပဲတက်ဖက်သူရီယာဆိုတာဘယ်ဟာစားမြောင်းတေကာစားမြောင်းတီယောမြောင်းပြီးနောက်ဆုံးဘယ်ဒီမြောင်းမယ်ဝမ်းဒီမြောင်းနော်ရတာပေါ့ဒါသူဖြစ်ပဲနော်ဒါနံပါတ်တော့ဝေးဆိုပြီးတော့ပဲဒီကနေ့ဆောင်ရေးလိုက်ရပါတယ်အိဇဘယ်တွဲကိုသွားလိုက်ပါ မေကောအရင်ဖတ်ကြည့်လား there are two buses two buses which have five and four vacant seats respectively and four people at the bus stop in how many ways can all these people be seated on either of the bus but not both အဲ့တော့အသေးပဲအရင်ပြောပါမယ် bus က2စီးရှိတာပါနော် ဘတ်ကနစီမှာထိုင်ကုန်ကအယူအချက်မတူပရမဘတ်ကမှာထိုင်ကုန်အလုပ်ဘယ်နှလုံးရှိလဲ၅လုံးရှိတယ်နော်ဒုတိယဘတ်ကမှာကထိုင်ကုန်အလုပ်၄လုံးရှိတယ်နော်ဟုတ်မနော်ဘတ်ကနစီမှာပရမဘတ်ကထိုင်ကုန်အလုပ်၅လုံးဒုတိယဘတ်ကမှာထိုင်ကုန်အလုပ်၄လုံးလူဘယ်နှယောက်လူ၄ယောက်ပဲအဲ့ဒါဘတ်စောက်ဆိုတော့ဘာဖြစ်လဲမှတ်တမ်းပါ ဒီဘတ်ကားမတ်တပ်မှာလူ၄ယောက်ရှိနေတယ်။သူလူကျင်တာက in how many ways can all these be bad ဒီလူ၄ယောက်လုံးရဲ့ how many way be seated နော်ဒါ seated ဆိုတဲ့စကားလုံးကိုသိရမယ်ဒီဆိုတာဒါထိုင်ကုန်ထိုင်ထိုင်မှာပေါ့နော်ဒါပြောရင်ဒါနေရာထိုင်ကုန်ယူမယ်ထိုင်ကုန်ယူမှာပေါ့ on either other basis သတိရမယ်ဒီနောက်ဟာလည်းသိရမယ် either other basis and but not both either other bus ဆိုတော့ဒီ bus ကနှစ်စီးရဲ့တစ်စီးမှပဲသူကဒီ၄00လုံးဟာထိုင်မယ်လို့ပြောတာနှစ်စီးလုံးမှထိုင်လို့မရအောင်ဆိုကျင်တာပထမ bus ကမှ၄00လုံးတွေ့ရလို့ရှိရင်ဒုတိယ bus ကမှစီးလို့မရအောင်ဒုတိယ bus ကမှ၄00လုံးစီးရဆိုရင်ပထမ bus ကမှစီးလို့မရအောင်လို့သူကပြောကျင်တာအဲ့တော့ဒါဆိုဆရာတော်ဖြစ်ရတဲ့မျိုးစဉ်းစားမှာဆိုရင်ဖြစ်ရနှစ်မျိုးစဉ်းစားမှာပထမ bus ကသွားနဲ့ဒုတိယ bus ကသွားဆိုပြီးဆရာတော်စဉ်းစား အဲ့တော့ပရမဘတ်ကားတော့ဆိုပါဆိုတာ first lower ဆရာစဉ်းစားနေရင်းလိုက်တာပေါ့နော်အဲ့တော့ပရမဘတ်ကားတော့ဆိုရင်ထိုင်ကောလော့ဘန်နေရာရှိတာလေပရမဘတ်ကားမှာက9နေရာရှိရမို့လားနော်အဲ့တော့9နေရာရှိရဲဒါမဲ့ဆရာတို့ကစီးမဲ့လူကဘယ်နေရာပဲစီးမှာလူက၄ရောက်ပဲစီးမှာဒါကြောင့်မို့ဆရာတို့ဒီမှာစဉ်းစားလို့ရှိရင်လူထိုင်ကောလော့9နေရာပဲမဲ့စဉ်းစားလို့ရှိရင်လူ၄ရောက်စာပဲစဉ်းစားရအောင်အဲ့တော့ပြောချင်တာဒါပရမထိုင်ကောပေါ့ ပရမအတိုင်းကောင်မှာဒူဒီလူလေးရလုံးရှာစီးလို့ရလားမရလားရတယ်เนาะဒါဆိုရင်ပရမလူတော့ဆိုရင်ပရမလူဆိုဆိုထိုင်ကောင်အလော့900လုံးထိုင်ခွင့်ရှိတယ်အလော့900ရှိတယ်လေထိုင်ကောင်အလော့900မှာဒီပရမသက်သာခြင်းတရားကစိုက်တဲ့နေရာမှာထိုင်လို့ရတယ်ပြီးရင်ဒုတိယတရားဆိုဘာဖြစ်လဲအရှိတရားကထိုင်ကောင်တနေရာယူလိုက်ဖြစ်တဲ့အတွက်ကြောင့်ဘယ်တနေရာကျန်သေးလဲ လေးနေရာကျန်သေးတာမဟုတ်လေးနေရာတဲ့ကြိုက်နေရာမှာသူထိုင်ရတယ်။နောက်တရားဆိုရင်3နေရာပဲကျန်တော့မယ်။နောက်တရားဆိုရင်2နေရာပဲကျန်တယ်။အဲ့တော့လူပနယောက်စာပဲရှာရမယ်။4ယောက်စာရှာရမယ်။ပြီးရင်အခုကဆရာတို့ရှင်းတဲ့တွဲတဲ့ဆရာတို့ရှင်းတဲ့ဆိုတာဘာလို့ออกมาလဲဒါ။ဒါဘာပရင်စပယ်တော့ออกมาလဲ။ပေါင်းออกมาလားမျှออกมา။ဘာကြောင့်မျှออกမလို့ပြောလဲ။ဓာတ်တိုက်ဓာတ်တိုက်တစ်ခုပြီးတစ်ခုဖြစ်မှာ။ဆိုကျင်တာပရမတရားပြီးဒုတိယတရားတတိယတရားသရောတရားဇာတ်တိုက်လာမှာဖြစ်တဲ့အတွက်ကြောင့် multiplication ပြင်ဆိုရသူတို့လေးကိုပါလုပ်မယ်မြောင်းဒါပရမတဏီဒါပရမဘတ်စကာအတွက်စဉ်းစားလားဒုတိယဘတ်စကာအတွက်စဉ်းစားလीနော်ဒါ first bus ပေါ့နော်ဆရာနည်းနည်းကြောင်းဒါဒုတိယဘတ်စကာပေါ့ဒုတိယဘတ်စကာအတွက်ဆိုရင်လူပဏ္ဏရပဲဆရာစီးမှာလေလူ၄ရပဲအဲ့တော့ပရမလူအတွက်ဒုတိယဘတ်စကာမှာထိုင်ကောလုတ်ပဏ္ဏလုံးမရှိတာလား လေးလုံးပဲရှိတယ်ဆိုတော့ဒါပရမလူတော့အဲ့ဒီအလွတ်ကလေးနေရာမှာစိုက်တဲ့နေရာမှာသူထံလေးရတယ်။ပြီးတော့ဒါလည်းသက်ပြီးသက်ဇာတာဖြစ်မှာဖြစ်တဲ့အတွက်ကြောင့် multiplication principle ပဲသုံးမယ်။ဒုတိယလူဆိုဆိုရင်တနေရာပြီးရပြီဖြစ်တဲ့အတွက်ကြောင့်၃နေရာကျန်တယ်။နောက်တတိယလူဆိုဆိုရင်၂နေရာကျန်တယ်။ဒရုဒလူဆိုဆိုရင်နောက်ဆုံး၁နေရာပဲကျန်တော့တယ်နော်။အဲ့တော့ဖြည့်ရပါနှစ်ခုရမယ်။နှစ်ခုရမယ်။ပြီးတော့ဒီနှစ်ခုဆိုတော့ဘာလို့မှာဘာလို့မှာလဲ။ ပါးမှာနော်ဒီနှစ်ခုပြန်ပြီးတော့ပါလောက်ပေါင်းဘာကြောက်ပါလို့ဆိုရင်ဒီနှစ်ခုကတပြိုင်နဲ့တည်းဖြစ်လာမဖြစ်ဘူးပြီးဘုံသူရှိလားမရှိဘူးလေခဏပြောတော့ပြသားပရမဘတ်စကာမှာလူ၄လုံးစီရလို့ရှိရင်ဒုတိယဘတ်စကာမဖြစ်နိုင်တော့အဲကြောင့်ဘုံသူမရှိတဲ့အတွက်ကြောင့် no comment ဘုံသူမရှိတဲ့အတွက်ကြောင့်ဒါဘာ principle တော့ရမယ်အသေးရှင် principle တော့ရမယ်ဒါကြောင့်မို့တော့ရှင်းလန်လူကျင်တဲ့ဖြစ်ရအောင်အဲတော့ပရမဘတ်စကာတော့အပေါ်အဖြစ်ဒုတိယဘတ်စကာတော့အောက်အဖြစ်ပြီးရင်သူ့အသေးရှင် principle ကဘာလို့ပြင်ရပြီး ပေါင်းပြီးရင်ရတယ်အဲ့တော့ဆရာတော်စာနဲ့ရေးပေးပါပါနော်အဲ့ဒါဘယ်လိုရေးမလဲပရမဘတ်ကားမှာထိုင်ကောင်အလော့ဘန်နှလုံးရှိလဲ9နေရာရှိတယ်ဒါကြောင့်မို့သူရဲ့ number of ways နော်သူ비စစ်တယ်လို့မရေးလိုက်ရတယ် number of ways ပေါ့နော် so the number of ways ဆိုဆရာဒီအပေါ်စဉ်းစားတာဗာရမယ်9 4 3เนี่ยป่ะเนาะอะไรก็บาลุติยามั้ย 5p4 ดาวบานียาสีเลยลุติยามั้ยเนี่ย permutation เนี่ยสีเลยเนา အာပါမီတီရှားစီဆိုတော့5 before the 5 4 3 2ဆိုရှားလို့ရှားเนาะဟောမနော်ဘာလို့ဆို C C တိတို့ဘာလို့ဆိုရင်တွေ့ရင်အဲ့ဒါတိလာတော့ဒါစီလာလို့ခေါ်တာပဲเนาะ array တို့ C တိတို့ဆိုရင်ဒါပါမီတီရှင်းရပဲဆရာတော့တွေ့ရမယ်เนาะဒီဒီစာလုံးလေးကိုသိကြအမှတ်ရလို့ရတယ် C တိဆိုရင်ဒါပါမီတီရှင်းလုံးမှတ်လို့ရဒါပရမဘတ်ကားအတွက်ဒုတိယဘတ်ကားမှာထိုင်ကုန်အလုပ်ပန်းတနေရာပဲရှိလေ၄နေရာအဲ့ဒီအတွက်ဒီလူလေးရောက်ရဲ့ ထိုင်နိုင်မဲ့နီးလဲရည်စွယ်နံပါတ်ဝေးစ်အေးဆိုရင်ဘလာရမယ်4321 4321ဆိုတော့တနည်းပြော4ဖက်တူရီယာပေါ့နော်4321ဆိုတော့ဘာလဲသူလဲ4ဖက်တူရီယာ 4B4 ပေါ့ဒါကြောင့်မစားသူ့ရှင်လာတော့ဒါ24ရပြီးရင်သူတို့ကအသေးရှင်းပြည့်စွယ်ရဘာလုပ်ပြရမယ်ပေါင်းပြရမယ်ဒါကြောင့်မသူရဲ့ require number တော့ way is ဆိုပြီးတော့ခုပါလာရင်လိုချင်တဲ့ဖြေရအောင်เนาะညမနော်အဲ့တော့ဒီစဉ်းစားနည်းလဲရေးတာပေါ့เนาะစဉ်းစားနည်းရေးတာပြီးရင်ဒါတွက်လိုက်ပါတခါလေဟာလား မေကွန်းရင်ဖက်ပါအိဇဘယ်တသီးနေနဲ့ in how many ways can see different both be array along a line on a shot if one or the ball is additionary and it must be as one at အဲ့တော့ဒီမှာလဲဆရာတော်စာအုပ်ပနောက်ပြီးတာလဲမတူညီတဲ့စာအုပ်6ဒီမှာဗာတွေ့ပြီ arrange တီးပြီးတော့ arrange ပါတယ် ခဏကကြတော့စီတစ်ပါတယ်ထိုင်ကုန်တွေရှားစီတယ်စီတန်းပြီးထိုင်တယ်ဒီမှာလဲစာအုပ်တွေကိုစီမယ်အဲ့လိုမျိုးပါတဲ့စာလုံးစင်ဒါအစီအစဉ်အရေးကြီးတယ် specific order ပေါ့အစီအစဉ်တိကျဖို့လိုအပ်တယ်တနည်းပြောရင်ဒါဆိုရင်ဘာနဲ့တွေ့ရမလဲ permutation နဲ့တွေ့ရအောင်နော်နောက်ကြတော့နောက်တစ်မျိုးခဏကြရင်သင်ရမှာ combination ဆိုပြီးအဲ့ဒါကြတော့အစီအစဉ်အရေးမကြီးတော့ဘူးအဲ့လိုရှိနေမှာကြတော့ तू က array လို့မတောင်းတော့ဘဲနဲ့ तू က choose လို့တောင်းမှာရွေးချယ်ရဆိုပြီးပြောမှာ ဟုတ်ပြီစာအုပ်စင်မှာစာအုပ်6အုပ်စီတယ်ရှောက်ဆိုတာစာအုပ်စင်ပြောတာလေအဲ့တော့ကန့်သက်ချက်တော့ရှိတယ်အကယ်ကန့်သက်ချက်မရှိရင်တော့ရှင်းတယ်လေစာအုပ်စင်မှာစာအုပ်6အုပ်စီဆိုရင်ဒါပါပဲလေစစ်ပြီးစစ်ပဲဒါစာအုပ်6အုပ်ကို6အုပ်လုံးယူပြီးတော့စီလိုက်တာဒီနေ့ပြောရင်ဒါပါလေစစ်ဖတ်သူရဲ့ဒါအောင်ရှာပြရအောင်ပဲဒါကသူဘာမှကန့်သက်ချက်မရှိရင်ပြောတာမတူညီတဲ့စာအုပ်6အုပ်စီရင်အဖြေပါရမယ် စစ်ပီစစ်တနည်းပြောရင်စစ်ဖတ်တူရီယဒါမှကန့်သက်ချက်ရှိရဒီ6ဟုတ်တယ်ကတအုပ်က one of the boy is a dictionary 6ဟုတ်တယ်ကစာအုပ်တော့ဘာစာအုပ်လဲ dictionary စာအုပ်ဒီစာအုပ်ကကန့်သက်ချက်ရှိတယ်ဆိုတာ तू ကဘယ်မှာပဲရှိရမှာလဲ must be at one at အစွန်တစ်ဖက်မှာပဲရှိရမှာဒါပေါ်စာအုပ်ဘဏ္ဍာအုပ်စီမှာလည်းကု6ဟုတ်တန်းစီမယ် dictionary စာအုပ်ကအစွန်တစ်ဖက်မှာပဲရှိရမှာ ဆိုလိုချင်တာအဆုံးတစ်ပတ်ဆိုတဲ့အနေအထားအခြေအနေကဖြစ်နိုင်ချေဘယ်နှမျိုးရှိလဲနှစ်မျိုးရှိတယ်အဆုံးတစ်ပတ်ဆိုတာကအဆုံးကနှစ်ဖက်ရှိတယ်အစားဆိုတာလည်းအဆုံးပဲအဆုံးဆိုတာလည်းအဆုံးပဲဒါကြောင့်ပြောချင်တာကဒီ dictionary စာအုပ်ကဒီဆိုပါဆိုတော့ dictionary စာအုပ်ပထမနေရာမှာရှိရင်ရှိမယ်နောက်တစ်ခါကျတော့ဘယ်မှာရှိမယ်နောက်ဆုံးမှာရှိရင်ရှိမယ်အဲ့တော့စီမားစာအုပ်ဘယ်နောက်6 1345ဒါပထမဖြစ်ဒေရှင်သူစာအုပ်ပေါ်မှာရှိလဲပထမနေရာမှာရှိခဲ့နောက်ဒုတိယဖြစ်က1346ဒေရှင်သူစာအုပ်ပေါ်မှာရှိလဲနောက်ဆုံးနေရာမှာရှိခဲ့အဲ့ဖြစ်ရဘယ်နှခုရှိမလဲနှစ်ခုရှိမယ်ဒီဖြစ်ရနှစ်ခုစလုံးကသူပြောတဲ့အတိုင်းဒေရှင်သူစာအုပ်ပေါ်မှာရှိတာလဲအစွန်တစ်ဖက်မှာရှိတာလीဒါဆိုဟုတ်ပြီပထမဖြစ်ရအတွက်စဉ်းစား ါဆိုရင်ဒီ6အစီးရင်းညမှာဒီပရမနေရာတော့စဉ်းစားကြရမလို့တော့ဒါသိရှင်တွေရှိနေပြီသားဆိုတော့ဒီအားစပြီးစဉ်းစားအောင်ပေါ့အဲ့တော့ဘဏ္ဍာဥကျန်နေလဲ6မှာဘာစီပွားလဲသိရှင်တွေစာအုပ်ပရမနေရာမှာထားပွားဆိုတော့ဘဏ္ဍာဥကျန်မယ်6ဥမှာလေ9အုပ်ကျန်မယ်ဆိုတော့ဘာဖြစ်လဲ9အုပ်လုံးဒီနေရာမှာ sequence ရှိတယ်5ပြီးရင်နောက်တနေရာမှာဆိုရင်အခုဘဏ္ဍာဥစီပွားလဲနောက်စီပွားဆိုတော့4နောက်တော့က3 2 1ပေါ့ တော့ဗာရမယ်5 4 3 2 1ဟောက်မလားနောက်တစ်ခါဒီအောက်မှာရောဒီဒုတိယပြည့်ဒေရှင်သီစာအုပ်ကိုနောက်ဆုံးမှထားတဲ့ဒီမှာရောစာအုပ်6အုပ်မှာဒါဒေရှင်သီစာအုပ်ပုံဒီနောက်ဆုံးမှထားပွားဖြစ်တဲ့တို့ရောဘဏ္ဍာအုပ်ကြံလဲ9အုပ်ကြံလဲအဲ့တော့ဒီပရမနီယာမှာ9အုပ်လုံးကြိုက်တဲ့စာအုပ်ဖြစ်ခွင့်ရှိတာမို့လို့နီလ9ခုရှိတယ်။ဒုတိယနေရာမှာဒီမှာတအုပ်စီပွားပြီဆိုတော့4ခု3ခု2ခုတစ်ခုဆိုပြီးရှားလို့ရအောင် ဟုတ်မနော်အဲ့ဒါသူ့ဖြည့်ပဲအဲ့တော့ဒါဆိုဖြည့်ရဘယ်နှခုရှိမလဲနှစ်ခုရှိမလဲပထမဖြည့်ကဒေရှင်နီစာအုပ်ပထမနေရာမှာထားမယ်ဒုတိယဖြည့်ကဒေရှင်နီစာအုပ်ကိုနောက်ဆုံးမှာထားမယ်ပြီးတော့ဒီနှစ်ခုပြန်ပြီးပါလို့ပြန်ဒီနှစ်ခုကဘုံသူရှိလားပထမနေရာမှာဒေရှင်နီထားတဲ့ဖြည့်ရနဲ့နောက်ဆုံးနေရာမှာဒေရှင်နီထားတဲ့ဖြည့်ကဘုံသူရှိလားမရှိဘူးဒါတပြန်နဲ့တည်းဘလုံးမဖြစ်နိုင်ဘူးလေအဘုံသူမရှိတဲ့ဖြည့်ဆိုပြန်ပြီးပါလို့ပြန်ဟမ်သရုံးနှစ်ခုကြားပါလေ ဘောင်သူမရှိရင်လေဘောင်သူမရှိရင်ပေါအောင်ပါလေတဘွားဒီဒီခုလုံးပြီးရင်ဘာလုပ်မလဲအပေါင်းနော်ဒီဒီခုလုံးအဖြေပြီးရင်ဘာလုပ်မလဲအပေါင်းဒီဒီခုလုံးအဖြေနှစ်ခုဘာလုပ်ပြရမလဲပေါင်းမရနော်အဲဆိုဒါသူလိုချင်တဲ့ဖြေပဲအဲ့တော့ဆရာတို့ဘယ်လိုရေးမလဲအဲ့တော့ဖြေရကဘယ်နှမျိုးရှိမလဲနှစ်မျိုးရှိမလဲအစွန်တစ်ဖက်မှာထားမယ်ဆိုတော့ဖြေရကဒီဒေရှင်သီစာအုပ်ကပရမမှာရှိရင်ရှိမရှိရင် နောက်ဆုံးပြတဲ့6ဆုံးနေရာမှာရှိရမှာဒါသူကအရင်ပြောပြတာအဲ့တော့ပရမကိစ်ကိုပြောပြီးအကယ်၍ဒေရှင်သီတာဘယ်နေရာမှာရှိခဲ့မလဲ first position ပရမနေရာမှာသာရှိခဲ့ရင်တဏ္ဍမာရဝေတူရိတ်အာသာပို့ပေါ့နော်တခြားသောစာအုပ်တွေအားလုံးစီတဲ့နီလိုက်ရတော့လိုချင်ပါရမယ် in the remote remaining position ဆိုတာကြန့်ရှိနေတဲ့နေရာတွေဘာလို့ဒီမှာပရမနေရာမှာဒေရှင်သီစီဝါဆိုတော့ကြန့်ရှိနေနေရာ၅နေရာပဲကြန့်တော့နော်အဲ့တော့ဒါ ပြန်တဲ့9ဝါနေ9အုပ်ရွေးပြီးတော့ဒါစီလိုက်တယ်ပဲဖြစ်တဲ့ကြာ5 for 3ရဲ့5 for 3 2 1ဆိုတော့ဒီတော့ပဲရှားကြလို့ရတယ်ဒါကဘာဖြစ်လဲဒေရှင်ရီစာအုပ်ကပရမနေရာမှာရှိခဲ့နောက်တစ်ခုဒေရှင်ရီစာအုပ်ကဘယ်နေရာရောက်နောက်ဆုံးဖြစ်တဲ့6အုပ်မြောက်နေရာမှာရောက်ခဲ့ရင်လဲနာမရိုးရဒီနောက်ဟာလေ sorry ဒီရှေ့ဟာဘာပဲရအောင်5 for 3 2 1ပဲရအောင်နော်ပြီးရင်ဒီနှစ်ခုကတပြိုင်နက်တည်းဘုံသူဖြစ်နိုင်လားမဖြစ်နိုင်ဆိုကြောင့်ဂျာမာအဒီရှင်းပရင့်ဆိုရာဘာလုပ်ပေးရမလဲ ပေါင်းပေးရမယ်။ဒါကြောင့်မစားတော့ client number တော့ဝေးစီဒီနှစ်ခုပါလို့လိုက်ရပြီ။ပါလိုက်ရပြီเนาะ။အဲ့တော့ဒီ1နဲ့မမြလည်းရရเนาะ။ဒီဇိုင်း130ပေါင်း130ဆိုပြီးရှင်းလိုက်လေရ။အဲ့ဆိုသူပြေပါရမယ်ဆိုရှာတော့တာ140ဆိုပြီးရအောင်เนาะ။ Okay တွေ့ကြည့်ပါ။ question number 1ကျတော့ဒီမတိကိန်ပြတဲ့အံ့အောင်ရှာခိုင်းတာပါเนาะအဲ့တော့အရင်ဆုံးဆရာပုံသဏ္ဍာန်လေးအရင်ပြပြောမယ် ပါမူတေးရှင်းမှာ MBR ဆိုတဲ့ပုံသဏ္ဍာန်ရှားတော့ပေါ်ပြတဲ့နေနှစ်နည်းရှိတယ်နော်ပရမနီယာရှားတော့ဖက်တာဖုန်းလို့ခေါ်တော့ပေါ့နော်ဒီစကွယ်ကင်းနေပုံစံနဲ့ရှားတော့ပေါ်ပြရတယ် MBR လို့ပြောရင်ဘယ်ဟာစားမြောက်လဲအန်ကားစားမြောက်နော်ပြီးရင်တစ်တူလားတစ်ယောက်ပါလားတစ်ယောက်ပါတစ်ယောက်ပါဆိုတော့အဲ -1 အဲ့လိုလေယောယောယောပြီးမြောက်သွားတယ် r minus 2အဲ့လိုနဲ့နောက်ဆုံးနောက်ဆုံး factor စောက်ကင်းလိုချင်ဘယ်လိုလုပ်မယ်လို့မှတ်မယ်အပေါ်ထဲအောက်နှုတ်ပြီးတော့တစ်ပါ နောက်ဆုံးကင်းလိုချင်ဘယ်လိုလုပ် ပေါ်ထဲအောက်နှုတ်ပြီးတော့တစ်ပါလားအဲ့တော့ဘာရမ m minus r plus 1ဆိုပြီးရရမနော်ဒါကြဒါပါပဲဒါပါလေ ampere ဒါ factor form ပါနော်မျှတဲ့ပုံစံနဲ့ပေါ်ပြတာနောက်တစ်ခုဘာ form နဲ့လဲပေါ်ပြလို့ရလဲ factorial form နဲ့လဲပေါ်ပြလို့ရတယ် ဖတ်တူရီယယ်ဖုန်းနဲ့ပေါ်ပြရင်တော့ပိုင်းဝေးမှာကြတော့ဒီအပေါ်ဖတ်တူရီယယ်ယူရတယ်အဲ့တော့ဘာဖတ်တူရီရမယ်အန်ဖတ်တူရီယယ်ရမယ်ပိုင်းကြီးမှာကြတော့အပေါ်အနှုတ်အောက်နော်အပေါ်ရဲအောက်နှုတ်ရဲဖတ်တူရီယယ်ရမယ်အဲ့တော့ဘာရမယ်အန် minus r ဖတ်တူရီယယ်ဒါကဘာဖုန်းနဲ့ရေးတာလဲဖတ်တူရီယယ်ဖုန်းနဲ့ရေးတာအဲ့တော့ပြောချင်တာဒီ permutation ဖြစ်တဲ့ mvr ကိုရှာတဲ့ပုံစံနှစ်မျိုးရှိတာပါเนาะအဲ့ဒါကိုကလို့လို့သုံးသပ်ရမယ် အဲ့တော့နမိတ်အိမ်မှာတော့ဆရာတော် MP2 က42လို့ပေးထားတယ်အဲ့ဒီကနေအန်ကိုရှာတယ်ဒါအောင်ဆရာတို့ဖတာဖုန်းမဲ့တော့မှာပေါ့ MP2 ဆိုဘယ်ဟာစားမြောင်အန်ကစားမြောင်မယ်တစ်တူမှာလဲတိရောက်မှာလားတိရောက်မှာဆိုတော့ MP ပါလာမယ် M- ဆိုတော့သူကဘယ်နှလုံးဒီပဲလဲနှလုံးဒီပဲဆိုတော့အမှိုက်ရပေါ့နော် M- N- M- ဆိုတာမယ်အဲ့တော့ N- M- ဆို42အဲ့တော့42ဆရာတို့စကွင်ခွဲဘယ်လိုပဲတိရောက်တဲ့ပုံစံပြအောင်ခွဲနော် လေး၄၀နှစ်ကိုစာခွင်ခွဲလေးတိကျော်တဲ့ပုံစံပြအောင်ခွဲ86လီ၄နှစ်အလုပ်ခွဲလို့မရဘူးလားဒါဆိုရင်သူတို့ကပုံစံတူသွားပြီပုံစံတူရင်ကွန်ပဲလောက်လို့ရတာနှိုင်းရှင်းလို့ရတယ်ဆိုလိုချင်တာအန်တမိုးလာရမယ်အန်တမိုးလာမယ်စဲပန်းရမယ်ကြိုက်တဲ့အလုံးပေးကြီးနော်အရှိအလုံးကြီးညီလဲအန်တမိုးစဲပန်းမယ်အနောက်အလုံးကြီးညီရော m-1 equal to 6 ရွှေ့လိုက်ဘလောက်ပဲလဲအန်ယူကသူ7ပါမယ်အဲ့ဒီနီးလေးတို့ရေးကြည့်တော့ကိုမြင်ရမယ်တဘောအရင်တော့ဆိုတော့အဲ့လိုမလုပ်လေကွာဆရာတို့ဘာလုပ်လိုက်လဲဟိုမျှလိုက်တယ်တပတ်ပို့တယ်နှစ်ကွင်းခွဲတယ်အန်တမိုအနောက်ပါတဲ့ကောင် impossible ရေးတယ်အပေါင်းတဲ့ကောင်အပေါင်းဖြည့်တဲ့ကောင်ပဲရွေးတော့ပေါ့နော်အကူကအဲ့လိုမဟုတ်ဘူးသူ့စာဝင်ခွဲတဲ့ကောင်မှာသူ့လိုပဲ t-shirt ပုံစံပြောင်းခွဲပြီးတော့ကြိုက်တဲ့ဂိမ်းလုံးနှိုင်းရှင်လို့ရတယ်အရှိလုံးချင်းနှိုင်းရှင်လဲအန်တမို7ပဲအနောက်လုံးချင်းနှိုင်းရှင်လဲ MI network ကသူစစ်ဆိုရင်ရှင်းရင်အန်တမိုဘလောက်ပဲရမယ်7ပဲမရဘူး နော်အဲ့တော့ဒါကြောင့်မသိပြီဘလားမသိတော့တဲပန်းဆိုပြီးရရမယ်နော်နံပါတ်2အဲ့တော့ MP3 ဆိုတော့ဘယ်အစားမြောက်အန်ငါစားမြောက်မယ်တိရောက်ပြီးမြောက်မှာဆိုတော့အန်အမိုင်းနက်1အန်မိုင်းနက်2တော်လုံးကြီးပဲနော်အဲ equal to 9ပေါ့ MP2 ဆိုရင် n and minus 1 um sorry နှလုံးပဲနော်အဲဒီကန့်သက်ချက်လေးတော့ရေးပြီးနော်အာဒါကြာမှားနေတာပေါ့နော် အနည်းဆုံးဒီမှာအန်တော်နှစ်တော့ဖြစ်လို့ရသေးတယ်နော်ဒါပါဆိုနှစ်ဖြစ်လို့ရတာဟာလားဒါဆိုဇာတို့ဒီမှာပါကြည်သွားပြီလေ n r -1 n r -1 n ကျွေးဆိုတော့ဒါနှစ်ဥပတ်သွားပါလိုက်ရှားလို့ခြင်းနဲ့ဖြေရတယ်နော်ဒါလေးပဲလွယ်ပါတယ်တက်ကြည့်ပါအဲ့ဒါအနှစ်မဟုတ်3ပဲ 3ပဲဖြစ်မှရမှာဘာလို့ဒီမှာဆိုဆရာတော့ तू တူတူလားမမြအောင်လေ तू တူရင် तू ပြီး3ဖြစ်အောင်ပါဒီကုန်းရင်ပါကြီး a newspaper has body robots available to cover three different story အဲ့ newspaper ဆိုတဲ့ဒီသတင်းစာတစ်ခုမှာဒါမှသတင်းစာတစ်ခုမှာပေါ့ reporter အားလုံးဘယ်နှယောက်ရှိလဲ ဆက်လျောက်ရှိတယ်သူတို့တွေကမတူညီတဲ့ story ဇက်လန်တွေကိုပဲသူတို့ကတင်ဆက်ရမှာပေါ့နော်အဲ့ဒီမှာသူမေးတာကနီလန်းပန်တစ်ခုတင်ဆက်ရမလဲနော်အဆိုင်အေးရဘူတာဆိုတဲ့ဒီသတင်းတင်ဆက်သူဆက်လျောက်ပါအဲ့တော့ဒီမှာအဆိုင်ကွာမြင်တာပါပေါ့နော်အဓိကချက်တာအဆိုင်ဆိုတာကဟို array တို့ပါလို့ねအတူတူပဲဒါစီအစီအစဉ်ရေးကြည့်တာပေါ့နော်ဒါကြောင့်ဒါ permutation နဲ့ပဲစဉ်းစားရမယ်။ကန်တဲ့ချက်ပြတာက no reporter can be assigned to cover more than one story အမှ no reporter more than one story reporter တရားဟာ story တစ်ခုသက်ပို့ပြီးတော့ assign လုပ်လို့မရဘူး reporter တရားဆိုရင်ဒါ story တစ်ခုပဲသူက assign တင်ခွင့်ရှိတာပေါ့နော်အဲ့တော့ဒီမှာဆရာတို့စဉ်းစားရမယ့်နီလန်ဒါဆိုရင် तू က story အားလုံးဘယ်နှပုဒ်အတွက်ပဲစဉ်းစားမယ်လို့ပြောလဲ၃ပုဒ်အတွက်ပဲလीအဲ၃နေရာအတွက်ပဲစဉ်းစားမှာပေါ့ အဲ့တော့ပရမစတိုရီဆိုသူရပိုတာ14ရောက်လုံးဖြစ်နိုင်လားမဖြစ်နိုင်လားဒါဆိုပရမသွားနီလန်14ခု14ရောက်လုံးဖြစ်နိုင်တာ哦ပြီးတော့ဗောဒါတပြိုင်နက်တည်းတစ်ခုပြီးတစ်ခုဖြစ်မှာဖြစ်ရဲဆိုကြောင့်နောက်ဒုတိယစတိုရီဆိုဆိုရင်ပရမစတိုရီမှာတယောက်ကတင်ဆက်ပွားရေးဖြစ်ရဲဆိုကြောင့်ပြန်မပါတော့ဘူးအပနှစ်ယောက်ကြက်မယ်73ယောက်ပြီးတော့တတိယစတိုရီဆိုဆိုရင်ဒီမှာနှစ်ယောက်တင်ဆက်ပြီးသွားဖြစ်ရဲဆိုကြောင့်နှစ်ယောက်မပါတော့ဆိုတော့12ယောက်အဲ့ဒါသူ့ဖြစ်ပဲ အဲ့ဒါကတနည်းပြောရင်ဒါ permutation နေ 40p လားပြမှာလေ 40p3 ပေါ့နော်ဒါ14ရောက်ဒီ14ရောက်နေပြီးတော့3ရောက်ဆရာစီပြီးတော့ permutation ရစီရဆိုတဲ့အရေးတော့ရမှာဆိုတဲ့အသေးပဲ။အဲ့ကြောင့်မို့ဆရာတို့ဒါကိုရှာပြီးအောင်မယ်အဲ့တော့စာရေးပြမှာပေါ့နော်။နံပါတ်တော့ဝေးလို့ချင်း 40p3 ရှာပြီးအောင်မယ်အဲ့တော့40 30လဲသူပြီးရှင်းလိုက်တာသူလို့ချင်းနဲ့ဖြေရမယ်။တွေ့ကြည့်ပါ။